ညင်ရင်းညနေကြပါတယောက်နဲ့တယောက်မနာလို့မဖြစ်ကြပါနဲ့ဒီလိုမညင်မညွမနာလို့ဖြစ်ကြနေလို့ဖြစ်ရလို့ရှင်တိုးတက်မှုရှိမှမဟုတ်ပါဘူးဆိုတော့ခဏခဏကျွန်မသတိပေးရပါတယ်ကျွန်မတို့မြန်မာနိုင်ငံကလာတဲ့ပြည်သူပြည်သားတွေချင်းချင်းရံဖြစ်ကြတာအငင်းပွားကြတာဟာဘာဖြစ်လို့လဲဆိုတာလေကျွမခတ်တော်တော်ပဲပြောမယ်တော့မကြိုက်လို့ရှင်လည်းမတတ်နိုင်ဘူးအဲ့ဒါဟာလေအရေးပါခြင်းကြလို့အဲ့တော့အရေး အရေးပါခြင်းစရာမလိုပါဘူးကိုဟာလုံတဲ့လုံထိုက်တာကိုလုံနေလို့ရှိရင်ကို့မှာတောင်ဖို့ရှိပြီးသားပဲတောင်ဖို့ရှိပြီးသားပဲဘယ်ညာမှာမှရှေ့တိုးနေဖို့မလိုဘူးလာအခုဆိုလို့ရှင်အဲကျွားအရှိတမ်းမှာထိုင်နေတဲ့သူတွေကိုလည်းဟိုးနောက်တန်းတမ်းမှာထိုင်နေတဲ့သူတွေပို့ပြီးတော့တံပိုးမထားပါဘူးကျွားပို့ပြီးတော့ခင်တဲ့လူတွေရှိရပါတော့ဒါတော့အရင်တုန်းကတိလို့ခင်တဲ့လူတွေဒါကတတ်တတ်ပါ အဲ့တော့ဆင်းမြင့်ပေါ်တက်ရတဲ့လူတွေကိုလည်းဆင်းမြင့်ပေါ်အောက်ကနေနေရတဲ့လူတွေလည်းပို့ပြီးတော့တံပိုးမထားပါဘူးလူတိုင်းလူတိုင်းဟာသူ့တံပိုးနဲ့သူရှိပါတယ်အဲ့ဒါကိုယုံရပါအဲ့ဒါကိုယုံကြပါကျမခဏခဏပြောတယ်ဟိုကျမတို့ပြည်သူပြည်သားတွေဟာတယောက်နဲ့တယောက်မနာလိုတာတယောက်နဲ့တယောက်စောင်းမောင်းစောင်းမြောင်းကြတာတက်ခိုက်ကြတာဟာအခြေခံအဖြစ်တော့ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိလို့ပဲလို့ကိုယ့်တံပိုးကိုယုံကြည်လို့ရှိရင်ဘယ်သူမှမနာလိုစရာအကြောင်းမရှိပါဘူး အဲ့တော့ကိုတံဘိုးကိုကိုယုံကြည်နိုင်အောင်လို့နေသွားကြပါကိုတံဘိုးကိုကိုယုံကြည်နိုင်အောင်လို့နေသွားကြပြီဆိုလို့ရှိရင်အချင်းချင်းတကယ့်ကိုညီညွတ်မှုရပါလိမ့်မယ်လို့ကျွန်မပြောချင်ပါတယ်မြန်မာပြည်ရဲ့ပညာရေးကိုဘယ်လိုမြင့်တင်ပေးဖို့စီစဉ်ထားပါသလဲတဲ့အဓိကအားဖြင့်ကျေးလက်တော်ရဘက်ကအကြောင်းစရိတ်အခက်အခဲရှိတဲ့သူတွေအတွက်ပညာသင်ကြားမှုဘယ်လိုရရှိနိုင်မလဲတဲ့အဲ့တော့မြန်မာနိုင်ငံရဲ့ဟိုပညာရေးနဲ့ပတ်သက်လို့ဆိုလို့ရှိရင်ကျမတို့ကအဲ စမျိုးနှစ်ဆလို့ရတော့ပေါ့နော်တခုကတော့ကျမတို့အနေနဲ့ဥပဒေပြုလွှတ်တော်ထဲမှာဆိုတော့ဥပဒေအရာပြုပြင်မှုကိုကျမတို့စ조사ရမယ်။နောက်တစ်ခုကတော့လက်တွေ့ကြကြကျမတို့လုပ်ဖို့ဟာ조사ရမယ်။ကျမတို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ကနေပြီးတော့ဥဆောင်ပြီးတော့2000 2000 7ခုနေပေါ့နော်။ကျမ10ခုနေကျမလွတ်လာပြီးတဲ့အခါမှာကျမတို့ပညာရေးကွန်ရက်ဆိုပြီးတော့ဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီပညာရေးကွန်ရက်ကနေပြီးတော့အခမဲ့ ကျောင်းတွေကျမတို့ထူထောင်ခဲ့ပါတယ်အခုဆိုလို့ရှိရင်တတိုင်းပြည်လုံးမှာ29ကျောင်းပဲရှိပါသေးတယ်ဒါပေမဲ့အဲ့ဒီ29ကျောင်းတွေကိုကြည့်လိုက်ချင်းအပြင်တကယ်ကိုအခမဲ့ပညာသင်နိုင်တဲ့အခြေအနေရှိလို့ရှိလို့ရှိရင်ကျမတို့ကလေးတွေဟာကျောင်းတက်ကြတယ်ဆိုတော့ကျမတို့တွေ့ရပါတယ်အဲ့ဒီတော့ကလေးတွေပြင်ကျောင်းမတက်ချင်းရဲ့အဓိကကိစ္စအကြောင်းရင်းကငွေရေးကြေးကြောင်းပါမယ်မိဘတွေကငွေရေးကြေးမတက်နိုင်လို့ဖြစ်ပါတယ် တော့ဒီဟာတွေကိုကျမတို့ကိုညင်ရမယ်အခုနိုင်ငံညားမှာရောက်နေတဲ့ကျမတို့ရဲ့ပြည်သူပြည်သားတွေဟာပညာရေးနဲ့ပတ်သက်လို့ဟိုဒီအခမဲ့အကြောင်းတွေကနေပြီးတော့တဆင်နဲ့ကိုညင်နိုင်ပါတယ်နောက်တစ်ခုကကျမတို့အနေနဲ့အသက်မိုးဝင်းကျောင်းပညာသင်ကြားတဲ့စခန်းတွေစကြပါတယ်ဒါအသက်မိုးဝင်းကျောင်းပညာကျောင်းတွေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နှစ်ပေါင်းများစွာအင်မတန်မှချိနေတဲ့ပညာရေးစနစ်ကနေပြီးတော့မွေးထုတ်လိုက်တဲ့ကျမတို့လူငယ်တွေဟာ ပညာမပြည့်မစုံဖြစ်နေပါတယ်။အသက်ကိုယ်အသက်မိုးဝင်းချောင်းအတွက်တောင်မှပညာမပြည့်စုံမှုဖြစ်နေပါတယ်။ဒါကြောင့်အခုကျမကွန်ဟိုးမြို့နယ်မှာဆိုလို့ရှိရင်တော့အဲဒီအသက်မိုးဝင်းချောင်းပညာစခန်းတစ်ခုစောက်ဖို့ကျမစတင်နေပါပြီ။မြေကွက်ကလေးလေးရထားပါပြီ။ဟိုခွင့်ပြုချက်ရတာနဲ့စပြီးတော့ဆောက်ပြီးတော့အဲနောက်နှစ်စောစောပိုင်းမှာဒီလိုဒီချောင်းကိုဖွင့်ထိုင်မယ်လို့ကျမတို့မျှော်လင့်ထားပါတယ်။ဒီဟာအသက်မိုးဝင်းချောင်းပညာဆိုတာတော့ ခီးစွာလုပ်ငန်းနဲ့ပတ်သက်တဲ့ပညာတွေသင်ပေးမှာပါ။ဘာဖြစ်လို့လဲဆိုတော့အခုမကြာခင်ကာလမှာမြန်မာနိုင်ငံကိုကမ္ဘာလှည့်ခီးသည်တွေလာတာများမယ်။များမယ်ဆိုတော့အဲ့ဒီဟိုတယ်တွေစားတောက်ဆိုင်တွေမှာဆိုလို့ရှိရင်ဝန်ထမ်းတွေလူလိမ့်မယ်။အဲ့ဒီလူဝန်ထမ်းတွေကိုကျမတို့ကမွေးထုတ်ပြီးတော့ကျမတို့လူငယ်တွေမြန်မြန်အလုပ်ရနိုင်ဖို့ကျမတို့စူးစမ်းမှာဖြစ်ပါတယ်။အဲ့တော့ပညာရေးဘက်ကဆိုလို့ရှိရင်တော့ဥပဒေဘက်ကရောလက်တွေ့ကြ လက်တွေ့ကြတဲ့နီးတွေနဲ့ရောအများကြီးကျမတို့မှာလုတ်ဖွယ်ရရှိပါတယ်အဲ့တော့ဒီမှာပါဝင်ပြီးတော့ကုညီပေးခြင်းနဲ့ကျမတို့ပြည်ပရောက်ပြည်သူပြည်သားများအနေနဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုပဲဖြစ်ဖြစ်တခြားပညာရေးနဲ့ပတ်သက်လို့လုပ်နေတဲ့အဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ်ဆက်သွယ်ကြပါလို့ကျမတိုက်တွန်းချင်ပါတယ် Establishing a democratic rule of law in the country which has endured 50 years of military martial law and still does not have a democratic constitution seems an impossible task. Do you foresee problems? Will there be a day when all Burmese currently living abroad can visit the homeland as easily as we can visit all other countries? Well, I believe during the Second World War, uh, in one um, military military establishment in England, they had this motto on the wall, we achieve the impossible every day, miracles take a little longer. So I think uh, we'll have to go by that motto and say that also, though it might seem impossible to establish rule of law in a country like ours, we will be able to achieve it. We are fully confident because we believe in it and because we have been given many opportunities in the legislature to be able to do this. As perhaps you are aware, I'm now the, of, uh, the chair of the committee for rule of law and tranquility. And uh, yes, people always laugh when I say that, and I don't think it's it's that impossible to achieve both rule of law and tranquility. There there will be problems, of course, but we, problems are there to be overcome. And uh, about all Burmese living abroad being able to visit their homeland easily. I think it's getting easier from day to day. It's not as easy for everybody uh, as it might be for some, but I think the time will come when our people will be able to visit their homeland whenever they wish to. မလို့ရေးထားတာတွေကိုဦးစားပေးရမယ်ထင်တယ် <laughs> ကျွန်တော်တို့ San Francisco Bay Area နဲ့ဟာတဲ့တခြားနယ်တွေနဲ့ဆိုင်ညီညွတ်တယ်လို့နာမည်ရှိခဲ့မှုပါတယ်တဲ့အခုအမေစုကိုတိုင်လာမယ်ဆိုတဲ့ပွဲကြမှာအရင်ကအတူတူလက်တွဲလုပ်ခဲ့ကြတဲ့ရဲဘော်ရဲဘက်အချင်းချင်းမခေါ်နိုင်မပြောနိုင်ဖြစ်ကုန်ကြတာကိုတဲ့ကျွန်တော်တို့အားလုံးအတွေ့တဆုံးမစကားနည်းနည်းပြောပြပါခင်ဗျာဒီတော့ ဒီလိုဆုံးမစကားကလည်းပြောရလွန်းတော့အပေါက်တော်မယ်အဘဲသောသောပထမအောင်ဆုံးပြောရတာညီရင်းညွန့်နေကြပါတယောက်နဲ့တယောက်မနာလို့မဖြစ်ကြပါနဲ့ဒီလိုမညီမညွန့်မနာလို့ဖြစ်ကြနေလို့ဖြစ်ရလို့ရှိရင်တွတ်တက်မှုရှိမှာမဟုတ်ပါဘူးဆိုတော့ခဏခဏကျွန်မသတိပေးရပါတယ်ဒီတော့ဒီဟာနဲ့ပတ်သက်လို့အဲဒီပွဲနဲ့ပဲပတ်သက်လို့ပဲဖြစ်ဖြစ်တခြားပွဲတွေနဲ့ပဲပတ်သက်လို့ဖြစ်ဖြစ်တခြားအစီအစဉ်တွေပဲနဲ့ပတ်သက်လို့လည်းဖြစ်ဖြစ်ကျမတို့ မြန်မာနိုင်ငံကလာတဲ့ပြည်သူပြည်သားတွေချင်းချင်းရံဖြစ်ကြတာအငင်းပွားကြတာဟာဘာဖြစ်လို့လဲဆိုတာလေကျမခတ်တော်တော်ပဲပြောမယ်တော့မကြိုက်လို့ရှင်လည်းမတတ်နိုင်ဘူးအဲ့ဒါဟာလေအရေးပါခြင်းကြလို့အဲ့တော့အရေးအရေးပါခြင်းစရာမလိုပါဘူးကိုဟာလုံတဲ့လုံထိုက်တာကိုလုံနေလို့ရှင်ကိုမှတံပိုးရှိပြီးသားပဲ။ တောင်းဖို့ရှိသေးတာပဲခင်ညာမမရှေ့တိုးနေဖို့မလိုဘူးလာအခုဆိုလို့ရှင်အကျွားအရှိတမ်းမှာထိုင်နေတဲ့သူတွေကိုလည်းဟိုးနောက်တန်းတမ်းမှာထိုင်နေတဲ့သူတွေပို့ပြီးတော့တံပိုးမထားပါဘူး။ကျွားပို့ပြီးတော့ခင်တဲ့လူတွေရှိရပါတော့။ဒါတော့အရင်တုန်းကတိလို့ခင်တဲ့လူတွေဒါကတတ်တတ်ပါ။အဲ့တော့ဆင်မြင့်ပေါ်တက်ရတဲ့လူတွေကိုလည်းဆင်မြင့်ပေါ်အောက်ကနေနေရတဲ့လူတွေပို့ပြီးတော့တံပိုးမထားပါဘူး။လူတိုင်းလူတိုင်းဟာသူ့တံပိုးနဲ့သူရှိပါတယ်။အဲ့ဒါကိုယုံရပါ။ အဲ့တော့ယုံကြပါကျမခဏခဏပြောတယ်ဟိုကျမတို့ပြည်သူပြည်သားတွေဟာတယောက်နဲ့တယောက်မနာလိုတာတယောက်နဲ့တယောက်စောင်းမောင်းစောင်းမြောင်းကြတာတတ်ခိုက်ကြတာဟာအခြေခံအဖြစ်တော့ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိလို့ပဲလို့ကိုယ်တံပိုးကိုကိုယ်ယုံကြည်လို့ရှိရင်ဘယ်သူမှမနာလိုစရာအကြောင်းမရှိပါဘူးအဲ့တော့ကိုယ်တံပိုးကိုကိုယ်ယုံကြည်နိုင်အောင်လို့နေသွားကြပါကိုယ်တံဘိုးကိုယုံကြည်နိုင်အောင်လို့နေသွားကြပြီဆိုလို့ရှိရင်အချင်းချင်းတကယ့်ကို ညီညွတ်မှုရပါလိမ့်မယ်လို့ကျွန်မပြောချင်ပါတယ်